မြန်မာကလေးတန်းကျော်အရေးကြီးကကွယ်ဆေးထိုးနှက်မှုများလက်လက်မမီဖြစ်နေပြီးဒီကမ္ဘာလုံးမှာမြန်မာနိုင်ငံဟာကကွယ်ဆေးလုံးဝမထိုးရသေးတဲ့ကလေးများပြားရှိတဲ့နိုင်ငံတစ်ခုဖြစ်လာကြောင်း UNICEF မြန်မာကထုတ်ပြန်ပါတယ် နေဆက်မြန်မာကထုတ်ပြန်တဲ့မျိုးဆက်တစ်ခုမပြောင်းစုံစေရေးအတွက်ဒါစီချောင်းလဲခြင်းဆိုတဲ့အစီရင်ခံစာမှာ၎င်းချက်ကိုထည့်သွင်းဖော်ပြထားခြင်းလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံဟာအချိန်မြင့်လာနေတဲ့ပဋိပက္ခမျိုးမျိုးနဲ့လုံပဲနေခဲ့ရသည်မှာယခုဆိုရင်၄နှစ်တိုင်ရှိလာပြီဖြစ်ကြောင်းအဲ့ဒီခြေလေးများဟာမြန်မာကလေးသူငယ်များအပေါ်အကြီးအမားဆုံးထိခိုက်မှုများဖြစ်ပေါ်နေကြောင်းအကြမ်းဖက်မှုများနေရဲစွန့်ခွာရမှုများနဲ့ကျန်းမာရေးပညာရေးကဲ့သို့အရေးပါသောဝန်ဆောင်မှုများပြတ်တောက်ခြင်းစတဲ့ဆုံးရှုံးမှုများစွာကမြန်မာကလေးငယ်များရဲ့အသက်ရှင်ရည်တည်မှုနဲ့ ိန်ကောင်းမွန်စွာရှင်သန်ခွင့်များကိုပြင်းထန်စွာချေချောင်းလျက်ရှိကြောင်း UNICEF မြန်မာကဆိုပါတယ်။နေရဲဆော့ကတိန့်ရှောင်နေကြရသူများရဲ့သုံးပုံတပုံခန့်မှာကလေးသူငယ်များဖြစ်ကြပြီးမိမိတို့ရဲ့ရက်ရွာတိုက်ဝန်းများကိုစွန့်ခွာခဲ့ကြရကယခုဆိုရင်မတိကျမရရတဲ့အနာဂတ်ကိုရင်ဆိုင်နေကြရကြောင်း 2024ခုနှစ်အတွင်းပဋိပက္ခကြောင့်ကလေးငယ်850ဦးသေဆုံးသို့မဟုတ်ထိခိုက်ဒဏ်ရာရှိခဲ့ပြီးအဲ့ဒီရေအတွက်မှာဆက်လက်မြင့်တက်လျက်ရှိကြောင်း UNICEF မြန်မာရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အခြေခံဝန်ဆောင်မှုများပြိုလဲလူနှီးပါအခြေအနေဟာကလေးငယ်များနဲ့မိသားစုများအားအနေအတွင်းနဲ့တုံ့ပြန်လျက်ရှိကြောင်း ကိုဗစ်ကရောဂါကြောင့်ရွေးနေပြီးဖြစ်တဲ့ပြည်သူ့ကျန်းမာရေးဆော့ရှောက်မှုစနစ်ဟာယခုအခါပဋိပက္ခများမလုံခြုံမှုနဲ့ကျန်းမာရေးလှုပ်ရှားများအစုလိုက်ထောက်ခံမှုများကြောင့်အကြီးအကျယ်ထိခိုက်ပျက်စီးကာကလေးငယ်များစွာမှာအရေးကြီးသောကျန်းမာရေးဆော့ရှောက်မှုများမရရှိတော့ကြောင်းကလေးငယ်ဥယျာဉ်တန်းကျော်ဟာအရေးကြီးတဲ့ကာကွယ်ဆေးထိုးနှက်မှုများလလမ်းမမီဖြစ်နေပြီးကမ္ဘာလုံးမှာမြန်မာနိုင်ငံဟာကာကွယ်ဆေးလုံးဝမထိုးရသေးတဲ့ကလေးများပြားရှိတဲ့နိုင်ငံတစ်ခုဖြစ်လာနေကအသက်အန္တရာယ်ဖြစ်စေတဲ့ရောဂါများ ဖြစ်ပွားနိုင်ခြင်းမြင့်တက်လာနေပြီဖြစ်ကြောင်း UNICEF မြန်မာကထုတ်ပြန်ပါတယ်။ဒါအပြင်ကလေးငယ်၅သန်းနီးပါးဟာပညာသင်ကြားခွင့်မရဘဲ၎င်းတို့ရဲ့တည်ယူလည်လာနိုင်မဲ့ခွင့်လန်းများကိုလက်လွတ်ဆုံးရှုံးထားရတဲ့ကဲ့သို့ပဋိပက္ခတွင်ပါဝင်သူများရဲ့အတင်းအဓမ္မလူသစ်စုဆောင်းခံရခြင်းကလေးလူသားအဖြစ်အသုံးပြုခံရခြင်းအသက်မပြည့်မီအတင်းအကျပ်လက်ထပ်ထိများခံရခြင်းနဲ့ခေါင်းမုံဖြတ်ခံရခြင်းတို့ပါဝင်ဆိုရပြည့်ထနေအနေအများနဲ့လည်းကြုံတွေ့နေရကြောင်း UNICEF မြန်မာရဲ့အစီရင်ခံစာမှာပါရှိပါတယ်။စရိတ်ခံမှုလုံး ုံးမှုနဲ့အာဟာရချို့တက်မှုများမှာဇိုးရင်ဝေယားခြေနေများအထိရောက်ရှိလာနေပြီးမြန်မာနိုင်ငံမှာရှိတဲ့ကလေးငယ်55ရာခိုင်နှုန်းမှာစည်ရဲနံပါတ်စွာနေထိုင်နေကြတာကြောင့်ထို့အတူပြင်းထန်သောမုန်တိုင်းများနဲ့နေ့စဉ်မုတ်တုံများသည့်ရေကြီးရေလျှံမှုများပါဝင်တဘာဝဘေးအနေများဟာလည်းမြန်မာနိုင်ငံရှိကလေးများကြုံတွေ့နေရတဲ့စည်ရဲဒုက္ခများကိုပို၍တိုးစေခဲ့ကြောင်း2024ခုနှစ်မှာရာဂီမုန်တိုင်းကြောင့်ကလေးငယ်ဥယျာဉ်3သိန်းကျော်ထိခိုက်ခဲ့ရပြီးဆက်တင်ကြောင်းများစွာလည်းပျက်စီးဆုံးရှုံးခဲ့ကြောင်း လူဦးရေအဆမတန်များပြားလို့နဲ့စစ်ဆောင်စခန်းများနဲ့ထိခိုက်လဲတဲ့လူမှုတိုင်းဝန်းများတွင်ရေချောင်းဖြစ်တဲ့ပြင်းထန်ဝမ်းပြန်ဝမ်းလျှောယောဂများဖြစ်ပွားမှုများအပြင်ဆိုရသောလူနေမှုခြေနေများကိုရင်ဆိုင်နေကြပြီး၎င်းရဲ့တည်ရမှုဟာ2025ခုနှစ်အထိဆက်လက်ဖြစ်ပေါ်နေကြောင်း UNICEF မြန်မာရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါသည်